အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အဲ့ဒီမှာမှဒီ Episode 17ကတော့တောင်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေနေတဲ့အပိုင်းဖြစ်ပါတယ်အခုဒီပိုင်းမှာကတော့တောင်ကြီးမြို့ကစားစရာဆုံဆုံလင်းလင်းနဲ့ရှမ်းရွာဆိုင်လေးတစ်ခုရဲ့မြင်ကွင်းနဲ့တောင်တလန်းလေးရဲ့အရသာကိုခန်းစားရင်းရွှေဖုံးွင့်စီရီတော်ပေါ် တက်ရောက်မဲ့မြင်ကွင်းတွေကိုမျှဝေပေးမယ့်အစီအစဉ်ဖြစ်ပါလေဗျ။ โอเคအခုကကျွန်တော်တို့တောင်ကြီးမြို့ပေါ်ကိုတက်နေတာတောင်ကြီးမှာမိတ်ဆွေနဲ့သူ့အပေါင်းအသင်းတွေနဲ့ရောက်နေတာကျွန်တော်တို့သွားမယ်တွေ့မယ်စားမယ်ပြီးသွားလို့ရှိရင်ခရီးခဏသွားမယ်โอเคအခုဒီတောင်ကြီးအတက်ကကြတော့အာအခုလိုမိုးနှောင်ပိုင်းပေါ့မိုးကုန်ကနီကာလာလေးမိုးကုန်စားလေးဒီလိုအချိန်လေးမှာကြတော့ဒီစိတ်ဆုပ်မှုကတော့အပြည့်ဝရှိနေသေးတယ်โอเคကျွန်တော်တို့ဘူချိုလန်ကနေသွားမယ် တောင်ကြီးမြို့ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ဘုချုပ်လမ်းရဲ့အမြင်ကွင်โอเคဆိုင်လေးကိုရောက်ပြီဆိုင်နာမည်က 2K ရှမ်းယူရစာစာအဆုံရတဲ့ဆိုင်လေးဆိုင်လေးအောက်ထပ်တာက ဒီလိုပုံစံလေးသူ့ပုံစံလေးကဒါအောက်ထပ်ခဲ့ပုံစံသူ့ရဲ့ဆိုင်တွေကနေပြီးတော့အပြင်ကိုမြင်ရတဲ့မြင်ကွင်းလေးဒါဆိုင်တွေကနေကြည့်ရင်နိโอเคဒါကဆိုင်အပေါ်တက်ကနေပြီးတော့လက်မြင်ရတဲ့မြင်ကွင်းရှေ့ပါကအာတောင်ကြီးအထက်က6ရှိတယ်ဒါကတောင်ကြီးအထက်က6ဆိုင်အပေါ်တက်ပုံစံကဒီလိုပုံစံမျိုးလေးပြင်ဆင်ထားတယ်ဖွဲ့စည်းထားတယ် ရိုးရာပုံစံမပြတ်ဒီလိုဆိုင်နေကြည်လေးဗျအာလူအတော်များများဝန်ဆက်တယ်โอเคဒါသူ့ရဲ့လိပ်စာနဲ့ဆိုင်နာမည်က 2k ဆိုတော့သူစီမှာဘာရရလဲဆိုတော့အာသူသူဆန်းဆန်းဆိုမစိတ်သားသမင်းညော်တို့ပါတယ်ပေါ့တိတ်တွေ့နေကြမဟုတ်တာမျိုးလေးတွေရှမ်းစာတွေကတော့ရှမ်းစာစာတော့သမင်းဝါတို့ဝတ်တချင်းတို့ခောက်ဆွဲလိပ်တို့ခေါ်ပုတ်တို့ဟင်းတုတ်တို့အဲဒါမျိုးတွေအဆုံရတယ်အာရှမ်းစာစာအတော်များများရတယ် ီးသွားလို့ရှိရင်လည်းဒီလိုမျိုးအာဖြော်ရည်စားတော့ဆရာအဲ့လိုမျိုးလေးလေးရတယ်ပြီးသွားတော့သူအမှငချိတ်ထိန်ကျင်တို့အာကစုံမုံလုံးတက်မြရတော့အဲ့လိုထူးထူးဆန်းလေးလေးရှိတယ်ဟုတ်ကဲ့ဒါကတော့ငါထမင်းနေအာဘယ်လိုပြောရမလဲဒီရှမ်းအစားစားလေအစုံရတယ်လို့ကျန်တဲ့အဲဒါကြတော့ဟိုပါဟောကျွန်တော်တို့ကြိုက်တုံမိရှိထောင်းကြိုက်တုံမိရှိဦးမှာမိရှိထောင်း နေပြီးတော့ဒီလိုပုံစံလေးဖြစ်တော့ဒီလိုမျိုးဒီဇိုင်းကစားချင်စရာလေးပဲစားလို့လည်းအဆင်ပြေတယ်ပြီးတော့ရင်အဲ့ဒါသူစစ်စစ်ချင်းစတိုင်ရတော့အဲ့လိုစတိုင်တမျိုးလေးဒီပြီးတော့လို့ရှိရင်ဟင်းတုပ်ဟုတ်ဟုတ်ဟိုဘက်မှာโอเคအားလေးဖွင့်မယ်တစ်ချက်လောက်ဖွင့်ကြည့်ပါဦး Yeah ဒါကဓမင်းဝါခေါ်ဖို့ကြောအာခေါ်ပါတည်တင်းချင်းဒါကအာတီးဆုံတင်းချင်းစုံစုံလင်းလင်းရှိတယ်ရသာစီလည်းမဆိုးဘူးကျွန်တော်တို့အတွက်တော့ဇာလို့အဆင်ပြေတယ်โอเคဆိုင်ပုံစံကဒီလိုပုံစံမျိုးလေးအာကျွန်တော်တို့ဟိုတည်တည်ချာချာတော့မရိုက်လာနိုင်ခဲ့ဘူးဒီလောက်လေးပဲရိုက်လာခဲ့တယ်။ Okay အခုကျွန်တော်တို့ ဖျားတော့မယ်စာလုပ်တော့လို့ပြီးပြီဆိုတော့ကုသိုလ်ကောင်းမှုဘက်ကိုလှည့်မယ်လှပါတဲ့တန်ရှင်းတဲ့တည့်ရတဲ့တောင်ကြီးမြို့ရဲ့မြင်ကွင်းလေးတောင်ကြီးမြို့ကဒီကလန်ကဘုချုံလန်ရှိတယ်ဟိုဘက်မှာဆိုလို့ရှိရင် အနောက်မြတ်ပတ်လန်းရှိတယ်ပြီးရင်အရှိမြတ်ပတ်လန်းရှိတယ်အနောက်မြတ်ပတ်လန်းကတော့သူကအာဟိုပါဘောကုန်ကားတွေသွားတယ်ပြီးသွားလို့ရှိရင်လိုင်းကားတွေလည်းသွားတယ်အဲဆိုတော့လုပ်ငန်းသုံးကားတွေများတယ်ပေါ့အဲ့တော့လန်းနေနေပို့ရှုပ်တယ်ပေါ့ဒီလန်းကတော့ဒါကအာမိန်လမ်းမကြီးဖြစ်တယ်တာမန်ဒီခုနလိုမျိုးကုန်ကားတွေပဲသွားခဲ့ပေးမထားဘူးဒီလန်းကဒါတောင်ကြီးစိန်းနာညာဘက်ခြံမှာဈေးရှိတယ် တောင်ကြီးရောက်ခုနေတဲ့သူတွေတောင်ကြီးဒေသခံတွေအတွက်ကတော့သိနေပြီသားဖြစ်ပါတယ်အဲမရောက်ဖြစ်သေးတဲ့အကြုံဖြစ်သေးတဲ့သူတွေအတွက်သာပြောပြတာပါဗျာတောင်ကြီးကနေပြီးတော့ပိုးအဝေးကိုအကြောင်းကြောင်းကြောင်းအချိန်ကြာရောက်နေတဲ့သူတွေလည်းဒီမြင်ကွင်းလေးတွေကိုပြန်ကြည့်ခွင့်ရတော့ကုမျိုးလေးကိုပြန်ပြီးတော့မြင်ရတာပေါ့နော် ဒါကတောင်ကြီးအိုရှန်ဒါကတော့ငလျင်လှုပ်ပြီးသွားတော့ဒီလိုဒီဇိုင်းဖြစ်သွားတာတောင်ကြီးအိုရှန်ရဲ့ဒီဇိုင်းကငလျင်ပြီးမှာကြီးကြီးမားမားဗာတိကိုင်းမှုမှမရှိဘူးโอเคတောင်ဝတက်တက်လမ်းကိုရောက်ပြီဒါက ေးတက္ကသိုလ်ဘေးကနေတက်တဲ့လမ်းလေးအခုညာဘက်မှာတွေ့နေရတဲ့ဝင်းကတောင်ကြီးစေးတက္ကသိုလ်ဝင်းဒီလမ်းလေးကိုကြည့်လိုက်နိုင်လုံကတည်းကခင်းထားတဲ့လမ်းလေးဆိုတော့ပြောစရာကိုမလိုသွားတာစစ်စစ်ပိုင်ပိုင်တင်တင်မှုမှုလေးနဲ့ဘေးမှာကလည်းတပင်းလေးစိမ့်ညို့နေတဲ့တပင်းလေးရဲ့အေးရိပ်ရှိတယ်ကောင်းကင်မှာကကောင်းကင်အပြာကို တိမ်သားခဲအောင်ချို့လေးဖုံးပေးထားတဲ့အခါကျတော့ နကူတွေကမှအေးနေတဲ့မျိုးလေးတွေအပူသိမ့်မရှိဘူးဖြစ်နေတယ်။ Okay ။ဒါကအဲ့ဒီလိုလမ်းလေးဖြစ်မလာခင်ဒီလိုပြင်နေတဲ့အချိန်ကဒါကအဲ့ဒီလမ်းလေးပြင်နေတဲ့အချိန်ကကျွန်တော်တို့ဒီဘက်ကိုရောက်ပြီးတော့မတန်းတင်ထားပြစ်တာပါ။ပြင်းနေတဲ့အချိန်ဆိုရုံနေဆိုးတာပေါ့ ပြီးတော့ဒီလိုလေးလှသွားတာပေါ့ဒီလိုချက်เสียအကောင်းသွားတာပေါ့တမတဲရဲ့လမ်းနေထဲမှာအတော်လေးချွချုံမှုမှုရှိတယ်လမ်းလေးဖျားသွားဖူးတဲ့ဆိုတဲ့နေရာမှာကြီးကြီးလင်းလင်းပျပျော်ရွှင်ရွှင်တက်တောက်တက်တာလေးသွားပြီးတော့ဖျားကိုဖူးရတဲ့အခါကျတော့ပို့ပြီးတော့စိတ်ကြည်နူးပြီးတော့အာယုံပြုတ်ဖူးလို့ပို့အဆင်ပြေတာပေါ့ ဒီပုံမှာအချားဖျားနှစ်စုသုံးစုလေးရှိတယ်ဗျအခုကျွန်တော်တို့ကတော့ဒီရွှေဖုံးမွင့်ဖျားကိုသွားပြီးတော့ဖူးမှာကျွန်တော်တို့ရောက်လို့ရှိရင်အတက်နိုင်ဆုံးတော့ဒီရွှေဖုံးမွင့်ကိုရောက်ဖြစ်အောင်လာဖူးလေးရှိပါတယ် အေးဒီကားလေးကအရင်တော့ကျွန်တော်တို့အဲ့ဒါဟိုဘက် view point မှာတွေ့တာလေအခုနောက်ပိုင်းဒီဘက်ရောက်နေတာကိုမသိဘူးအခုမှတွေ့တယ်ဒီလန်လေးကမြို့တွေဘက်ကိုဆင်းတဲ့လန်လေးကျွန်တော်တို့အပြန်ကြားလို့ရှိရင်အဲ့လန်လေးကနေဆင်းမယ်ဒီမှာ space လေးလောက်ထားတယ်အာအနားယူတာဖြစ်ဖြစ်လေ့ကျင့်ခန်းလောက်တာဖြစ်ဖြစ်ဘာဖြစ်ဖြစ်အဆင်ပြေမယ်เนาะအဲ့နေရာလေးကားရက်လို့လည်းကောင်းတယ်ဖရားရဲ့မအုပ်ကိုရောက်ပါပြီဗျအဖေကအ ြင်ဆင်နေစေဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ရှေ့မှာရွှေဘုံမွင့်ဖရာရဲ့တမန်ကြောင်းနဲ့အပြည့်အဝမျှဝေထားဘူးတာရှိပါတယ်အာကျွန်တော်တို့ description လေးလေးအာ description မှာလည်း link လေးပြန်ထည့်ပေးထားပါမယ်ဗျဒါကရကန်းစင်အောင်ဆရာတော်ကြီးဦးရောဘာသာဦးစီးတည်ထားတာဖြစ်ပါတယ်1330ပြည့်တပေါင်းလပြည့်ကျော်17ရက်14ရက်3လ1969နေ့မှာရန်ကုန်ကနေပြီးတော့ဆရာတော်ကတောင်ကြီးကိုတွေ့နေတဲ့သူကြွလာပြီးတော့30တပုံသားတွေအတွက်ရည်စူးပြီးတောင်ကြီးမှာဖျားတဲ့ဖို့ ဖြစ်တယ်ဆိုပြီးကြွာလာခဲ့တာပါအဲ့ဒီကနေပြီးတော့30ဘုံသားတွေကတ်ဆုပ်ဘေးဆုပ်ကနေလွတ်မြောက်ဖို့အတွက်ညံတော်32တောင်အမြင့်ရှိတဲ့စုလစ်ဇေယီတော်ပုံစံဇီဒီကို1331မကုန်မီအပြီးတည်ရမယ်ဆိုပြီးမိမ့်ပါပြီးတည်ခဲ့တာဖြစ်ပါတယ်အခုဒါဆိုလို့ရှိရင်ငကေယုံရုပ်ပွားတော်ကတောင်ကြီးမြို့ကပေါ်စည်းကနေစီးချိနေတဲ့ပုံစံမျိုးမြင်ရတာပါတောင်ကြီးရဲ့အချို့နေရာလေးမှာတိမ်သားတွေပြိုကျနေတယ်လို့မျိုးတွေ့နေရတယ်ဒီမှာကြီးဒီလိုမြင်ကွင်းလေးကဘလောက်တက်ပြီလဲလို့ ဟိုနောက်ကခဲသားရောင်နဲ့ရွှေရောင်နဲ့ဆိုတော့လေထင်းနေတာပဲတောင်ကြီးကိုရောက်ရင်တောင်ကြီးကိုရောက်ပြီးလို့မှရွှေဖုံးဖွင့်ဘုရားကိုမရောက်ရင်ရွှေဖုံးဖွင့်ဘုရားကိုရောက်ပြီးမှဒီ view လေးကိုမကြည့်မြင်တောင်ကြီးကိုရောက်ချင်းမမြင်ဘူးလို့ဆိုကြလိမ့်ရှိပါတယ် ောင်ကြီးမြို့အလှကိုစီးပြီးမြင်ရတဲ့နေရာမှာโอเคဒီဘိုင်းကိုတော့ကျွန်တော်တို့ဒီညနဲ့ပဲရပ်ပါမယ်ဗျနောက်တစ်ဘိုင်းမှာကျွန်တော်တို့ကြံတာလေးတွေဆက်ကြည့်ရအောင်တောင်ကြီးမြို့အလှအပါကိုဒီပေါ်ကနေ